ဘုံရန်သူဆိုတဲ့အပြောကိုလျှော့ပြီးတော့ဘုံပီသူဆိုတဲ့အပြောကိုရှင်းတဲ့တင်မယ်။နေဦးတော်လိုင်းရဲ့စီယုံရင်လမ်းစဉ်ကလူထုရဲ့အငုံစိတ်ကိုတူးဆော့ပေးတဲ့ဘုံရန်သူဆိုတဲ့အပြောကိုဗဟုပြုထားတဲ့လမ်းစဉ်ဖြစ်နေတာကျွန်တော်တတိထားမိပါတယ်။ဘုံရန်သူကိုမြင်ကြဖို့အတွက်ဘုံရန်သူနဲ့သူ့ရဲ့လောက်ရတွေကိုအဓိကထားမိမောင်းထိုးပြပြီးလူထုကိုဆွဲဆောင်တဲ့စီယုံရင်လမ်းစဉ်မျိုးပါ။တော်လိုင်းဘက်တော်သားမီဒီယာတွေကလည်းဒီဘုံရန်သူအပြောနဲ့တော်လိုင်းရေလှောက်ရှာမှုကိုကြီးညာပေးပါတယ်။ဒါပေမဲ့ နှစ်ပေါင်းများစွာအသုံးပြုလာခဲ့တဲ့ဘုံရန်သူအပြောကတော်လိုင်းရေးတာဝန်ထဲမှာသာမကလူထုကြောင်းမှာပါစီးလုံးညီညွတ်မှုကိုဘာလို့အခုဒီမတီဆောက်ပေးနိုင်တယ်လဲဆိုတာမေးစရာပါပဲဘုံရန်သူဆိုတာကိုလူထုကတကယ်ကိုင်းကွက်ကွက်တွေ့ပြီလားဒါမှမဟုတ်တတိပုဂ္ဂလပုံဖော်ထားတဲ့ကိုပိုင်အတွေ့အကြုံကပေးတဲ့ဘုံရန်သူဆိုတဲ့အမည်ကိုလူထုအပေါ်အတင်းအဓမ္မပြတ်ထန်းနေတာဒီဘုံရန်သူဆိုတာကိုလူထုကသိမြင်သွားရင်ရောလူထုအနေနဲ့ဘာလို့လို့ရနိုင်မလဲနောက်ပြီးတော့ဘုံရန်သူရဲ့အပြောကလူထုရဲ့ပူပေါင်းပေါင်းမှု တော်လှန်ရေးပေါ်ယုံကြည်မှုကိုဘယ်လိုမြင့်တင်ပေးနိုင်မလဲစဉ်းစားချက်တွေအများကြီးပါအငုံစိတ်ဆိုတာကိုယ့်ရဲ့လှုပ်ဆောင်တဲ့ဇွန်ကိုဖုံးကွယ်ဖိနှိပ်ထားတဲ့စိတ်ဖြစ်တယ်။လက်တွေ့မှာဖြစ်ပေါ်နေတဲ့ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုခက်ခဲတဲ့အကြောင်းအရာတွေကိုစိတ်ပိုင်းဆိုင်ရာတုံ့ပြန်တဲ့အနေနဲ့ခံစားချက်တွေလွှင့်ထုတ်တာကိုအားပေးတဲ့စိတ်ဖြစ်တယ်။ဥပမာစိတ်ကောင်းစီကတခုခုပြုတ်မှုလိုက်တယ်ဆိုရင်အင်တာနက်ဆက်မြန်လာပြီမှာဆဲတန်ဆိုတဲ့လောင်ရည်တန်တွေနဲ့ပဲပြည့်နေသွားတယ် လောင်ပြောင်ရှုံချလိုက်တိုင်းသာစိတ်ကောင်းစီအရှက်ရပြီးအရှုံးပေးလိုက်တယ်ဆိုရင်ကျွန်တော်တို့ငြင်းချင်းရတာကြာပြီပေါ့နောက်ပြီးတော့စစ်ကောင်စီရဲ့လှုပ်ဆောင်ချက်တွေကိုတင်ပြတဲ့အခါမှာဒီစစ်အာဏာရန်တရားရဲ့ဖြစ်တည်မှုကိုလုံးဝအတိအမှန်မပြည့်တော့ကြောင့်သူတို့ရဲ့လုပ်ရတဲ့အားလုံးကလည်းဆဲဆူလောင်ပြောင်ဖို့အတွက်တော့ဖော်ပြခံရတယ်သူတို့ရဲ့လှုပ်မှုတွေကိုလောင်ပြောင်ရှုံချလိုက်ပြီမဲ့တစ်ဖက်မှာဒီကိစ္စတွေကိုပြဿနာအဖြစ်အလေးထားဆွေးနွေးမယ်လို့ရှာမှုမရှိဘူးဒါတော့တစ်ဖက်ဆောင်းသွားတယ် စစ်ကောင်စီရဲ့အာဏာကိုအတိမတ်လုံးဝမပြုတော့ကိုယ်တိုင်ကလည်းဘာကိုတိုက်ယူရမလဲဆိုတာတဲတဲကွက်ကွက်မရှိတော့ဘူးဒါကတော့စစ်ကောင်စီရဲ့ဖြစ်တည်မှုအတ္တမတ်တရားဝင်မှုကိုလုံးဝလိမ့်လည်ပြုထားခြင်းရဲ့အဆိုးကျိုးပါပဲလူထုကပေါ်ပေါက်လာတဲ့အငုံစိတ်ကိုပတ်ဝန်းကျင်စီနီးအမျိုးမျိုးနဲ့ပြန်လွှင့်ထုတ်ကြပါဘုံရန်သူအပြောကအားပေးတဲ့လက်ညှိုးထိုးအပြစ်တွေနဲ့ယဉ်ကျေးမှုကြောင့်လူထုအချင်းချင်းကြပါလေသွန်းကံမှုတွေပူပြီးဖြစ်ပေါ်စေပါလေဥမာနေနိုင်တယ်နော်လက်ပြလုံးပါစေဆက်တဲ့အပြောတွေနဲ့ပြစ်ပေါက်ကြတာ ဒါတကပါပဲဒီလူမှုအတိုင်းဝန်းထဲမှာပေါ်ပေါက်လာတဲ့တွန်းကမှုတွေကစီလုံးမှုရဲ့ပရိကိစီလုံးမှုရဲ့ပဂတိဆန့်ကျင်ဘက် ဖြစ်နေပါတယ်ဒီအပြောကိုအဓိကကြားနေရတဲ့သူတွေကဒီဘုံရင်သူဖြစ်ရမဲ့သူကဆိုးတယ်သူတို့လုပ်ရတွေကဆက်ဆုပ်တယ်ဆိုတော့စိတ်မချမ်းသာစရာစိတ်အားနည်းစရာတွေကြီးပဲမြင်နေရတော့ဆဲဆူလောင်ပြောင်ရှုံချပြီးအငုံစိတ်မွေးရတာတတ်နိုင်ကြတယ်ဒီလိုစိတ်မချမ်းသာစရာတွေကိုဖြေဖြောက်ပေးနိုင်မဲ့ ကယ်တင်ခြင်းဆိုတဲ့မဖြစ်နိုင်တဲ့အခြေအနေတွေကိုမျှော်လင့်တောင်းတကြတယ်။ခေါဆောင်တွေကလည်းဘုံရန်သူအပြောထဲကမထွက်တော့တုံ့ကမှုတွေပိုပြီးဖြစ်စေတဲ့အငုံစိတ်နဲ့ပဲစီရင်ရုံမြေလို့ဖြစ်သွားတယ်။စွမ်းငင်မှုရင်တိချောက်ထားတဲ့စီးလုံးညီညွတ်မှုဆိုတာကိုလူထုကြမှာအခြေခံကြကြအော်ဂဲနစ်ကြကြပေါ်ပေါ်လာအောင်ဒီဘုံရန်သူအပြောကဆောင်ရွက်ပေးနိုင်မလားဆိုတာစဉ်းစားစရာပါ။ဒီတော့တော်လိုင်းသမားတွေအနေနဲ့ဘုံရန်သူဆိုတဲ့အပြောထက် ဘုံပီတီတို့ပြောင်းပြီးပြောကြည့်ရင်ထိရောက်တဲ့လူထုစီရေးလုပ်ငန်းတွေကိုပိုပြီးအားပေးနိုင်ပါလိမ့်မယ်။ဘုံရင်သူပြောထမ်းမှာလူထုကတော်လိုင်းလို့ရှောက်မှုတွေရဲ့တည်ယူပို့ချခြင်းကိုခံရတဲ့အရာဝတ္ထုဖြစ်နေပါဒီလူထုကပြောင်းလဲရမယ်လဲတွေ့အခြေအနေတွေနဲ့ကင်းကွာသွားပြီးတော့ဒီအပြောကိုပြဌာန်းထားတဲ့သူတွေရဲ့ကဘာထဲမှာသာကျင်းလည်သွားပါလိမ့်။ဒီဘုံရင်သူအပြောကလူတိုင်းမှာသူညီတဲ့ဘုံရင်သူ ရှိနေပြီးပြီးတော့လူတိုင်းကဒီဘုံရင်သူကိုညီသူညီမျှမုန်းတယ်လို့ယူဆလိုက်တဲ့အတွက် လူထုကိုဒီလိုစကားပြောတဲ့သူတွေကဘာတဲ့ကိုအသေးဆွဲသွင်းလိုက်တာပါပဲဒီလိုယူဆလိုက်တာဟာလူထုရဲ့မတူညီ꿰ပြချမ်းသာမှုတွေမတူညီတဲ့အတွေ့အကြုံတွေကိုလေ့ယူပြုလိုက်တာလို့ကျွန်တော်ကတော့မြင်ပါတယ်ဘုံပီတူပြောထမ်းမှာတော့လူထုရဲ့စီလုံးမှုတွေလူထုအားသက်စေမဲ့လူမှုရေးအကြောင်းအရာတွေလူထုရဲ့စာဝန်ရေးနဲ့တည်းရဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုထိတ်တန့်တင်ထားလိုက်ပါဒီလိုနဲ့လူထုမှာရှိလို့နေတဲ့အကြောင်းတရားတွေလူထုရှင်ချင်းဆွေးငင်ထားတဲ့အကြောင်းတရားတွေရှိနေတယ်ဆိုတာကိုအဓိကထားပြီးပြောတဲ့အခါမှာ လူထုကရှေ့မတိုးနိုင်တဲ့အငုံစိတ်ထဲကနေဖောက်ထွက်လာနိုင်မှာလူထုဘာလို့ရင်မဖြစ်နိုင်ပဲလူထုမှာဘယ်လိုစွန့်အင်တွေရှိလဲလူထုရဲ့အခြေခံလိုအချက်တွေကိုဘယ်လိုလှုပ်ရှားမှုတွေတဘောတရားတွေကဖြည့်ဆည်းနိုင်လဲစားတဲ့မိခွန်းတွေကလူထုကိုတရားတည်ဆိုင်တဲ့မိခွန်းတွေဖြစ်တယ်ဒါကြောင့်တော်လိုင်းရေးသမားတွေအနေနဲ့ဘုံပီသူဘာမှလဲလို့အဓိကထားပြီးမေးကြပါအဓိကထားပြီးရှာဖွေကြပါလို့ကျွန်တော်တိုက်တွန်းလိုပါအငုံစိတ်ဆိုတာက ပစ္စည်းဝတ္ထုပတ်ဝန်းကျင်ကပေးတဲ့အတွေ့အကြုံကနေဖြစ်ပေါ်လာတဲ့ခံစားချက်ဖြစ်တယ်။ဒါကြောင့်ပစ္စည်းဝတ္ထုဆန်တဲ့စည်းရုံးရေးကိုတည်ဆောက်ဖို့မလိုတော့ပါဘူး။ပစ္စည်းဝတ္ထုဆန်တဲ့စည်းလုံးမှုကိုတည်ဆောက်ဖို့အတွက်လူထုရဲ့ပစ္စည်းဝတ္ထုပြင်ဆင်တွေကိုထည့်သွင်းပြီးလှုပ်ရှားရပါဦး။ပစ္စည်းဝတ္ထုဆန်တဲ့လို့ပြောရခြင်းကတော့လူထုရဲ့အခြေခံကြားတဲ့စာအုပ်နဲ့ရေးလို့အချက်တွေကိုပစ္စည်းဝတ္ထုကတိုက်ရိုက်လှုံ့ဆော်ထားခြင်းကြောင့်ပါဒါကြောင့်လူထုကိုစီယုံတဲ့အခါမှာလေဒီလိုအခြေခံလိုအပ်ချက်တွေကိုအဓိကဖြည့်ဆည်းနိုင်ဖို့ကိုကြောင်းပြပြီးစီယုံဖို့လိုအပ်တာဖြစ်တယ် ဒီအကြောင်းတရားတွေထဲမှာလူထွန်းတဲ့သက်ဆိုင်တဲ့စာအုပ်နဲ့ရေးနဲ့ဒီစာအုပ်နဲ့ရေးဒီစာအုပ်နဲ့ရေးအပေါ်မှာ ဖြစ်တည်နေတဲ့ရိုးရရင်ကျမှုအဖြစ်အစဉ်တွေပေါဝင်ပါတယ်။ဒါမှလည်းပဲဒီတော်လိုင်းရေးသဘောတရားပေါ်လူထွန်းရဲ့စိတ်ဝင်စားမှုကိုမြင့်တင်ပေးနိုင်မှာဖြစ်တယ်။အငုံစိတ်ဆိုတာအကြောင်းတရားရဲ့အကျိုးသာဖြစ်တဲ့အတွက်ဒီအငုံစိတ်ကိုပြေပြောက်စေဖို့အတွက်သာရှေ့တန်းတင်ထားတာအကြောင်းတရားတွေကိုကြကြနာနာအဖြစ်ရှင်းနိုင်မှာမဟုတ်ပါဘူး။ရေဖို့တရားကပြောတယ်အငုံစိတ်ရဲ့အဆက်ညီဘက်ကချစ်ချင်ပဲတဲ့။ တော်လိုင်းရဲ့တမကအငုံစိတ်တွေပြင်းထန်နေလို့မရဘူးချစ်ချင်းမြစ်သွားတယ်ယူစီးနေမှာတော်လိုင်းရဲ့လို့ရတယ်အငုံစိတ်ကဘုံရန်သူကိုရှာတယ်ချစ်ချင်းကဘုံပီသူကိုရှာတယ်ဒီလိုပြောတော့တော်လိုင်းရဲ့ဘော်ကြီးချေကွာဗရာကိုတော့ကျွန်တော်တော့မြင်အောင်မိပါတယ်ဒါကြောင့်တော်လိုင်းရဲ့လှုပ်ရှားသူတွေအနေနဲ့ဘုံရန်သူအပြောကိုရှေ့နှမ်းမတင်ပဲလူထုကိုတော့အားပေးတဲ့လူထုရဲ့လှုပ်ဆောင်နိုင်စွမ်းကိုမြင့်တင်ပေးတဲ့စကားလုံးတွေအတုံးနှုံးတွေနဲ့လူထုကိုစီယုံဖို့နှိပြပြောင်းလဲတင်ပါ ူထူရဲ့လှုပ်ဆောင်နိုင်စွမ်းကိုအဓိကထားမိမောင်းထိုးပြတဲ့အပြောကိုအလေးထားသင့်ပါပြီ။ဒီအငုံစိတ်ကိုဖြစ်စေတဲ့အကြောင်းအရာတွေကပြောင်းလဲတိုးတက်မှာမဟုတ်တဲ့အတွက်ဒီအငုံစိတ်ကိုဘို့ပြေလှုပ်ရှားတဲ့သဘောတရားကလည်းရှေ့ကိုမတိုးနိုင်ပါဘူး။တိုးနိုင်ခဲ့ရင်လည်းဖြစ်ပေါ်နေတဲ့ပြောင်းလဲတိုးတက်မှုတွေကိုအမီလိုက်နိုင်ဖို့အထိမတိုးနိုင်ပါဘူး။တသိတဲ့တိုးတက်မှုကအားပေးတဲ့တော်လန်ရေးဆိုတာအငုံစိတ်နဲ့မကန့်ညီပါဘူး။ကိုယ်မှရှိနေတဲ့အငုံစိတ်ကလူထုမှလည်းရှိတဲ့နေဆိုပြီးတော့လူထုပေါ်အတင်းပြထန်းနေတာဟာ ူထုကိုဆရာကြီးလို့တဲ့ပုံတရားဟောတဲ့ပုံပေါက်နေပါလူထုဘာဖြစ်ရမလဲဘယ်လိုမြင်ရမလဲဆိုတာကိုထိန်းចောင်းပေးဆံမလို့ပဲလက်ရှိဖြစ်ပြနေတဲ့အချက်သေးတွေကိုအခြေအမြင့်ကြဖြည့်ရှင်းနေမိကရိယာလူထုကိုသက်ဆိုင်ပေးမှလာလူထုရဲ့စိတ်ဝင်စားမှုကိုရနိုင်မှာဖြစ်တယ်ဒီကရိယာကပြဿနာတွေကိုဖြည့်ရှင်းနိုင်မဲ့သဘောတရားတွေဖြည့်ရှင်းဖြစ်မယ်အတွေ့အခေါ်ဖြည့်ရှင်းဖြစ်မယ်နည်းပညာဖြည့်ရှင်းဖြစ်နိုင်မယ်တနည်းနဲ့ပြောရရင်လူထုကိုကိုယ့်ကိုယ်ကိုယုံကြည်မှုတွေရှိလာအောင်သွန်အားပေးပြီးလူထုရဲ့တော်လန်ရေးပေါ်ထားရှိတဲ့ယုံကြည်မှုကို ပယ်ဝိုက်ပြီးတိဆောက်တာဖြစ်တယ်။လူစုရဲ့စံနှုန်းကိုလူစုကိုယ်တိုင်တိဆောက်ဖို့အားပေးတဲ့လှုပ်ရှားမှုလို့လည်းပြောလို့ရပါတယ်။လူစုကိုနာကျင်ယွန်းမုန်းစေတဲ့အရာတွေထက်စီးသောစီတိုင်းတဲ့အရာတွေကိုရှင်းနေတည်ပြီးလှုပ်ရှားတဲ့တော်လရေးကလူထုရဲ့ယဉ်ကျေးနှောက်မှုကိုမှုချရမှာပဲ။အချုပ်ပြောမယ်ဆိုရင်ဘုံရန်သူကိုမြောင်အငုံစိတ်ကိုအုံချပြီးတော့လူထုစီရင်လို့တာထက်ကျွန်တော်တို့အားလုံးဟာကိုကိုကိုအစိုးရတယ်ဆိုရက်ဘုံတခင်စိတ်ထွန်းကပ်လာအောင် ွန်းအားဖြင့်ကစီရင်လုပ်ငန်းကိုပို့ပြီးထိရောက်စီပါလိမ့်မယ်။ဒီတော့စစ်အစိုးရကဘာဖြစ်လဲဆိုတော့ခဏခဏမထည့်ပြောတော့ပဲစစ်ကောင်စီရဲ့လုပ်ရက်တွေကိုနာကြီးစိတ်နဲ့ဖော်ပြတာကိုရှော့ပြီးတော့ပြည်သူလူထုရဲ့တန်ဖိုးနဲ့စွမ်းအင်ကိုရှင်းတန်းတင်တဲ့အပြောတွေနဲ့ပိုလှုပ်ရှားကြည့်ပါ။စစ်အစိုးရလှုပ်ဆောင်ချက်တွေကိုဖြည့်ရှင်းရမယ့်ပြဿနာအဖြစ်တင်ပြပြီးလူထုရဲ့စဉ်စားတွေးခုံမှုစကားပြောမှုတွေကိုအားပေးတဲ့စကားလုံးတွေကိုပိုပြောကြည့်ပါလူထုအချင်းချင်းကြားမှာစကားတွေပိုပြောလာကြပြီးပိုပြီးစဉ်စားတွေးခေါ်လာကြပြီဆိုရင တော်လှန်ရေးအခြေအနေမြင်လာပြီးတော့ပြောလို့ရပါမယ်။နားရှင်ပြည့်အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်ကြောက်လာပါ